တိုက်ဆက်မှုယူနိုနဲ့ရိုမီယိုပြာဇာနိုင်ငံတကာအာယုံဆူဆက်မှုဆိုတဲ့ပွဲကြီးပွဲကောင်းလို့အပိုင်ဆောင်ယူထားတဲ့ဒေါက်တာယူနိုရဲ့နိုင်ငံရေးကစားကွက်ကတော့ထလလွန်းလို့လက်ခုပ်တရမလို့လို့မျက်ရည်ပဲကြားမလို့လို့ပါပဲအဓိကဇလိုက်ကျော်ကြီးယူနိုကနိုင်ငံရေးပင့်လဲပြင်းနဲ့ရုတ်တရက်ခုံဆင့်လာပြီးယာယီခေါင်းဆောင်တရားကိုယူလိုက်တယ်ဘင်္ဂလားဒေ့ရဲ့မခေရှိနိုင်တဲ့ပြဿနာတွေတပုန်တပုန်ကိုကြောခိုက်ထားပြီးရိုဒုတ်တီချိုးတဲ့ခေါင်းစဉ်ကိုကမ္ဘာဆယ်မိနစ်ပေါ်မှာတဖြတ်ဖြတ်လွန့်ထုတ်လိုက်တာပေါ့ ို့ကဘာသူကဘာသားအပေါင်းလူကျုပ်တို့ကတော့အနစ်နာခံပြီးဒီဒုက္ခကိုထမ်းထားရတာဒါပေမဲ့ပြဒနာရင်းမြစ်ကမြန်မာမှာပါဗျာလို့စိတ်ကောင်းဝင်နေတဲ့ပုံနဲ့ကြီးညာလိုက်တာဟုတ်ပါတယ်သူပြောတာမှန်တာပေါ့ဒါပေမဲ့ဒီလိုကမ္ဘာအယုံစူးစောင်းတာဟာဘင်္ဂလားဒေ့ရဲ့မျက်မှောက်နိုင်ငံရေးအကြက်တဲကနေနိုင်ငံတကာအမြင်ကိုလွှဲပြောင်းပြီးသူကိုယ်တိုင်အတွက်နိုင်ငံရေးထပ်ပေါက်ရှာနေသလားလို့မေးလာကြတော့အိုးယူနုကြီးကတော့ပြုံးပြုံးလေးပဲမျက်ရည်ဝဲနေသောမကြည်တိုးတို့အပြုံးလေးပါပေါ့ ဒေါက်တာယူနိုရဲ့နိုင်နိုင်တကာဖျော်ဖြေပွဲကတော့အတော်လေးမြိုင်ဆိုင်ခဲ့ပါတယ်။အဲဖြောင်းဖြောင်းမြောင်းကလပ်ပေါ့နိုင်ငံကိုဦးဆောင်လာတာမလွယ်ပင်ပဲနိုင်ငံတကာအစည်းအဝေးမှာဒုက္ခဒီရေးပြုတ်လိုက်တာကတော့ခဲစလုံးနဲ့နှစ်ကောင်ပြလိုက်တယ်လို့ပါပဲကြည်ကြဘင်္ဂလားဒေ့ရဲ့နိုင်ငံတကာအကျိုးစီးပွားကိုကာကွယ်နေရနိုင်ငံအကျိုးစီးပွားကိုလက်လက်ပတ်ပတ်ကာကွယ်သွားတာပေါ့ဟောဘင်္ဂလားဒေ့ရဲ့ပြည်တွင်းပူပန်စရာတွေအားလုံးကိုမြှင့်လိုက်ကြကပတ်အကြီးဆုံးလူလာရင်ဆာနာမှုကိုပဲအားလုံးစိုက်ကြသူ့ရဲ့နိုင်ငံရေးလေကိုအသာလေးထိုးထွက်သွားတဲ့လိုင်းလွန်းကြီးပေါ့ ဲဟဲရိုးရီကိစ္စကိုသူတရနိုင်ငံကြီးအကာအကွယ်အဖြစ်ခုံတုံးလုပ်သွားတဲ့ကစားကွက်ကိုနိုဘယ်ဆုရင်ရဲ့လူသားချင်းမှုမြင်နှောင်းအောင်မှာညင်ရတာတကယ်ကိုရင်သက်ရှူမောစွာပါဗျာ head award ဒါနဲ့ဘကဝေးစကားမဆက်နိုင်ငံတကာအကူအညီလွှတ်သွားရင်တော့ကြီးမားတဲ့ပောက်ကွဲမှု ဖြစ်လာမယ်လို့သူပြောတာကိုဘယ်သူမှမမေ့ကြသေးဘူးနော် ron e bgb ရဲ့ viewer ကဗိုလ်ထဘာသာနယ်မြေဖြစ်တဲ့ရင်စစ်စင်ွယ်ကြီးလား မင်္ဂလာဒေ့ရှ်နိုင်ငံ၏ချီတာကုံဟစ်ထရက်စ်ဒေတာနှင့်အချာနယ်ဆက်ဒေတာများရှိဗုဒ္ဓဘာသာဝင်မောမာမာတကပ်မာနှင့်ထရီဘူရာတိုင်းရင်းသားလူနည်းစုများအပေါ်နိုင်ငံတော်လုံခြုံရေးတပ်ခွာများစစ်တပ် BGB ကပုံမှန်မဟုတ်သောဖိနှိပ်မှုများလုပ်လုပ်နေခြင်းသည်တရားဝင်မဟုတ်သည့်နိုင်ငံရေးရည်မှန်းချက်များကြောင့်ထက်သည့်ကိုတတိပြုကြပါသည် အခုချမှတ်ထားတဲ့ဗီဒီယိုဖိုင်ကအိန္ဒိယနိုင်ငံထရီပူရာပြည်နယ်ရှိအာဂေါ်တလာမြို့တော်တွင်ဗုဒ္ဓဘာသာတိုင်းရင်းသားများကဘင်္ဂလားဒေ့ရှ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးငင်းချမ်းစွာဆန္ဒပြကြခြင်းဖြစ်ပါတယ်။ဤပြည်ထနာဤပြင်းထန်မှုကိုကပါတိအောင်ထပ်မံဖော်ထုတ်လိုက်ခြင်းပင်ဖြစ်ပါတယ်။တင်အိမ်များကိုမိရှို့ခြင်းနဲ့တပြတ်မှုနယ်မြေရှင်းလင်းရေးလက်တွေ့အတုံးပြုံမှု ဗုဒ္ဓဘာသာပင်တိုင်းရင်းသားများ၏အိမ်များကိုမိရှုဖြစ်စီခံရခြင်းနှင့်လူတက်မှုများဖြစ်ပွားခြင်းသည်စစ်တပ်ကလုံဆောင်တဲ့ရူရှင်းသောလုံခြုံရေးအရေးယူမှုမဟုတ်ပါဘူးသူတို့သည်လူမျိုးကျရှင်လင်းရေးအထူးကူးပြောင်းလဲတရံဖြစ်ပါတယ်အချက်လက်အထောက်အထားဖျက်ရမယ် ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ဒေတာခန့်ဘင်္ဂလီစက်တလာတလအချီနီနီထိုင်သူများပူးပေါင်းပြီးတိုင်းရင်းသားကြီးရွာများကိုတိုက်ခိုက်ခြင်းမှာ CHD ဒေတာတွင်ဆယ်စုနှစ်ကတည်းကဖြစ်ပွားခဲ့သောလို့ရဖြစ်သည်စစ်တပ်သည်တရားဝင်အချီနီနီထိုင်သောဘင်္ဂလီစက်တလာများကိုကာကွယ်ပေးတဲ့အခမ်းကဏ္ဍမှာဝင်ရောက်ပြီးသူတို့ကိုအားပေးကာတိုင်းရင်းသားများ၏မြင်အားပိုင်ဆိုင်မှုကိုတင်းယူစေပေးဖြင့်လူမျိုးအချိုးအချားကိုရည်ရွယ်ချက်ရှိရှိပြောင်းလဲပစ်ခြင်းကိုစ조사နေတာပါ ဤလောက်ရောက်သည့်တိုင်းရင်းသားများကိုလောင်ကောင်းတော်၏ဘိုးဘော့ပိုင်မြေမှထွက်ခွာသွားစဉ် PRP ၏မယိုးသားသော မြေလံသိမ်းယူပဖြူဟာဖြစ်ပါသည်။နှစ်နှစ်1990ခုနှစ်ကငိမ့်ချိုင်းဆောက်ချုပ်ကိုချိုးဖျက်ခြင်း CHTB by DD ငိမ်မော်အထက်1998ခုနှစ်တွင်အစိုးရနှင့်ဒေသခံတိုင်းရင်းသားအဖွဲ့များအကြားငင်းချိုင်းစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တော်လဲယနေ့တိုင်စာချုပ်ပအချက်အလက်များစွာကိုအကောင့်ထဲမဖော်သေးပါဘူး လက်တွေ့တက်တဲ့ပြချင်ရမယ်စာချုပ်အရစစ်တပ်စခန်းများကိုဖယ်ရှားပြရမည်အရှာစစ်တပ်သည်စခန်းအမြောက်များစွာကိုထိန်းသိမ်းဆက်ထားဆဲဖြစ်ပြီး၎င်းတို့ကိုဒေသခံတိုင်းသားအဖွဲ့အစည်းများနဲ့လူလူလှုပ်ရှားမှုများကိုစောင့်ကြည့်ရန်နှင့်ဖိနှိပ်ရန်အသုံးပြုနေပါသည်ငင်းချန်လေးကိုအတီမပြုတ်ပဲဆက်လက်ဝင်ရောက်ဆွတ်ဖက်နေခြင်းသည် BGB အထူးကရည်မှန်းချက်မှာတိုင်းသားများကိုကိုပိုင်ဥချုကိုပြရဖို့မဟုတ်ပဲဝေးရကအုပ်စီချုပ်ခံရန်ဖိတာကြောင့်ထိန်းရှားစေပါသည်သူမယိုးသားသောနိုင်ငံ၏အကျိုးအစီအစဉ် ဘင်္ဂလားဒေ့ရှ်စစ်တပ်လူဝင်ရေးချိုးဖောက်မှုများ၏နောက်ကမှနိုင်ငံရေးနှင့်စီးပွားရေးအကျိုးအမြတ်ရှိပါသည်။အချက်လက်အထောက်အထားရမည် CSD data သည်တောထွက်သော PC တရားတံတွေကြွယ်ဝသော data ဖြစ်သည်။ စစ်တပ်နဲ့ဘယံဘယံအစိုးရနဲ့ဆက်ဆက်သောစီးပွားရေးလုပ်ငန်းရှင်များသည့် e-data မှတိုင်းရင်းသားများကိုဖယ်ရှားရတည်ထုတ်လို့မခရီးသွားလုပ်ငန်းနဲ့မြေလည်ရင်းနှီးမှုများကိုပုံမလုံဆောင်ဖို့စ조사နေကြပါတယ်။ထို့ကြောင့်စစ်တပ်သည်လုံကောင်းတို့စီးအင်အားကိုကောင်ကွယ်ပေးခြင်းဖြစ်သည့်တိုင်းပြည်ကောင်ကွယ်ရေးတာဝန်နဲ့များစွာသွေးဖန်နေသောမယိုးသားသောလုပ်ရဖြစ်ပါတယ်။နီကုံချိုးရရဲ့အိန္ဒိယနိုင်ငံတရီပူရာပြည်နယ်အထိရောက်လာကြည့်ဆန္ဒပြချင်းများမှဘင်္ဂလားဒေ့ရှ်စစ်တပ်၏လုံရက်များသည့် လူခွေချိုးဖောက်မှုတမကတိုင်းသားများကို၎င်းတို့၏ဘိုးဘပိုင်မင်းမှအပိန်တိုင်းဖျက်ချရန်ရွေချက်ရှိသည့်မဟာပြူအားကြနိုင်ငံရေးကြံစီမှုထစ်တီကိုတက်တည်ပြနေပါသည်နိုင်ငံတကာတာဝန်ကျင်အနေနဲ့ဤမယိုသားသောလူ့ကြံများကိုတားဆီးကာဘင်္ဂလားဒေ့ရှ်ဘိုးဘဘာသာတိုင်းသားများ၏အသက်အိုးအိမ်လုံခြုံရေးကိုကာကွယ်ရန်အရေးကြီးလိုနေပါကြောင်းတိုက်တွန်းတင်ပြအပ်ပါသည်